တငယ်ချင်းများအားလုံးမင်္ဂလာပါ Food BKK Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တော့ Suki ကိုအလွယ်တကူလောက်တဲ့နည်းလမ်းလေးကျွန်တော်လာပြီးတော့လောက်ပြသွားမှာဖြစ်ပါတယ်ဒီရက် Suki ဟင်းကြိုလေးကတော်တော်လူကြိုက်များပါတယ်เนาะလိုက်ပြီးတော့အလွယ်တကူလှုပ်ရှားကြည့်ကြပါဦးเนาะဒီမှာကျွန်တော်မုံညင်းပြူပါเนาะမုံညင်းပြူရတော့ကျွန်တော်ဒီမှာအနှဲငယ်လေးပဲတုံးထားပါတယ်သူ့ရေလေးလေးတခြားဆေးပြီးတော့ကိုစားနိုင်တဲ့တော့တခါစားလေးတွေပေါ့เนาะလီတာပြလိုက်ပါ ကစုံရွက်လည်းဒီမှာထည့်ပါမယ်ကစုံရွက်ကတော့အနည်းငယ်ပဲကျွန်တော်ဒီမှာတုံးထားပါတယ်ကြာစံဖြစ်ပါတယ်ကြာစံကလည်းဒီမှာအနည်းငယ်ပဲတုံးထားတာပါတကယ်လို့ကိုကကြာစံမရှိဘူးဆိုလို့ရှိရင်ကိုမမားထည့်မယ်ဆိုလည်းထည့်လို့ရပါတယ်နော်တကယ်လို့ဒီနေရာမှာအမမကြာစံပဲတုံးပေးပါနော်ပြီးကျွန်တော်တို့ဒီထဲမှာရည်ထည့်ပါမယ်နော်ရည်ကတော့ချက်ဆုပ်ပြုတ်ရည်ထည့်ပေးပါနော်ရည်ထည့်ပြီးပြီဆိုရင်အစောကကျွန်တော်တို့အရွက်လေးတွေရဲ့ကြာစံလေးတွေကိုဒီမှာအရင်ဆုံးပြုတ်ပေးလိုက်ပါ နည်းနည်းလေးနူးလာတဲ့အထိပဲเนาะဒီနေရာမှာပြုတ်လာပြေးလိုက်ပါเนาะကျက်ဆွပြောက်မရှိဘူးဆိုလို့ရှိရင်ကိုကဒီထဲမှာဒီရေထဲမှာပါเนาะကြက်တာခနောကြက်တာခဲလေးတခဲလောက်ထည့်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်လည်းပြုတ်လို့ရပါတယ်เนาะအဲ့ဒါမှာဒီရဲ့အတီးအရွက်တွေရဲ့အရသာတွေကလုံးဝအရသာရှိမှာဖြစ်ပါတယ်ပြန်ကျွန်တော်တို့ဒီမှာဒီဝတ်သားလေးတွေပေါ့နော်ပပပပလေးလီးတာတာလေးတွေကိုဒီမှာပြုတ်ပေးလိုက်ပါနော် ြုတ်ပေးပြီးဆိုလို့ရှိရင်ဒီဝတ်သားလေးတွေနူးသွားတဲ့အထိပေါ့နော်အချိန်ခက်ကြကြလေးဒီနေရာမှာပြုတ်တာပေးလိုက်ပါနော်အဲတချို့တလေရတဲ့ကျွန်တော်တို့အမြင်နဲ့ပဲကြည့်တယ်ပေါ့တော့အဲနေဟာကမချက်ဘူးဘာညာပေါ့နော် တချို့တလေလည်းကျွန်တော်လာပြီးတော့ပြောပါတယ်တကယ်တော့မဟုတ်ပါဘူးနော်ကျွန်တော်ကစက်မှကျွန်တော်ကစားတာပါနော်ပြလို့စရင်ကျွန်တော်ဒီမှာဒီ suki saw ပါเนาะ suki saw လို့သူတို့ခေါ်ပါတယ်အဲ့ဒီဟာလေးကိုကျွန်တော် ready made ဝေထားတာလေးတွေကိုကျွန်တော်ဒီမှာထည့်ပါမယ်ပြီးအစောကကျွန်တော်တို့ဒီ water လေးတွေပြုတ်ထားတဲ့အရည်ကိုပဲကျွန်တော်ဒီမှာတစ်ခါပြန်ပြီးတော့တုံးပါမယ်เนาะ ်အရေကျတော့ဒီနေရာမှာအရေခက်မြများလေးဒီနေရာမှာထိတ်ပေးပါเนาะကိုကတော့ဘာကြောင့်လဲဆိုတော့အရေတောက်လေးမှာဖြစ်တဲ့အတွက်ကြောင့်ပါเนาะအလုံးပြီးပြီဆိုလို့ရှိရင်တုတ်တညာမှာရောပြီးတော့မွေပြီးလိုက်ပဲเนาะတကယ်လို့ကိုကအစော်ထဲမှာကျွန်တော်တို့ဒီကြက်ဦးမှာထည့်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်လည်းပြုတ်လို့ရပါတယ်เนาะခက်ချစ်ချင်းလေးတဲ့ပါเนาะကျွန်တော်ကတော့အိမ်မှာကြက်ဦးမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာကြက်ဦးကိုကျွန်တော်မထည့်ပြရတာပါเนาะတကယ်လို့ ဒီရဲ့စုကီအမန်ကတော့ကြက်ဦးထက်ရပါတယ်နော်ကျွန်တော်မြည်ကြည့်ကြည့်ပါမယ်နော်အရန်ကို စားလို့ကောင်းတဲ့စုကီလောက်တဲ့နီလန်လေးပါနော်တကယ်ချင်းလို့ကြားကြမယ်လို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့ချက်စာကြည့်ကြည့်ရပါအောင်နော်တကယ်လို့နားမလဲတာကြည့်ဦးဆိုလို့ဆိုရင်ကျွန်တော်ရဲ့ဒီရဲ့ကျွန်တော်ရဲ့ comment မှာအလားရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးအစားဆုံးလေးလိုက်ပြီးတော့ကြီးစုပေးတဲ့တငယ်ချင်းတောင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့အရင် like and share လေးနှိပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်